ီနေ့ကတော့တော်တော်လေးကျွန်တော်ကိုအမေးများနေတယ်ရှစ်သိန်းဝန်းကျင်လောက်မှာဘယ်ဖုန်းကို recommend ပေးကျင်လဲဆိုတော့ဘယ်ဖုန်းကပို့ပြီးတော့ဝယ်ရတာအဆင်ပြေလဲဘယ်ဖုန်းတွေကတုံးရတာကောင်းလဲဒီဈေးနဲ့တန်တာဘယ်ဖုန်းလေးရှိလဲဆိုပြီးတော့မေးထားမျိုးလေးရှိတယ်။ဒီကောင်တော့ကျွန်တော်ရှစ်သိန်းဝန်းကျင်မှာကျွန်တော်ရွေးပြီးတော့ကျွန်တော်နည်းနည်းလေးပို့ကြိုက်မိနေရဲ့ဖုန်းတစ်လုံးကြောင်းပြပြပေးမယ်။အဲ့ဒါကတော့ Redmi ရဲ့ Note 13 Pro ။ တည့်ရတိုင်းမဲ့ Note 13 Pro ကထွက်တာတော့နည်းနည်းလေးကြာနေပြီဆိုရင်မဲ့အခု Note 14 series လည်းရောက်နေပြီဒါပေမဲ့သူ့ရဲ့ဈေးကရိုးရိုး Note 14 base ဈေးလောက်ပဲရှိရဲဆိုတော့ဒီ Note 13 Pro ကတော်တော်လေးကိုမှအဆင်ပြေရပြီးတော့ Pro line ကလည်းဖြစ်နေရ specification တွေကလည်းသူ့ရဲ့ရှစ်သိန်းဝန်းကျင်မှာတော်တော်လေးကောင်းနေဆိုတဲ့အနေအထားရှိရဲဆိုတော့ကျွန်တော်တို့တွေဒီဖုန်းကဘယ်သူတွေအတွက်ဖြစ်မလဲဆိုတာအဖြေရှာကြည့်ရအောင် ဒီ Redmi Note 30 Pro ကိုအရင်ဆုံးလိုတိုရှင်းအရင်ဖြတ်ပြောရမယ်ဆိုရင်ဒီကောင်က display ဘိုင်းတော်တော်လေးကောင်းနေပြီးတော့ design တော်တော်လှတယ်။နောက်တစ်ချက်အနေနဲ့ဆိုလို့ရှင်ကင်မရာကလည်းသူ့ရဲ့ဈေးတန်းမှာတော်တော်လေးအဆင်ပြေတယ်မှာပါတယ်။အဲဒါကတော့ကိုက display ကောင်းတာကြိုက်တဲ့သူ design လှလေးကြိုက်တဲ့သူပြီးတော့ကင်မရာကောင်းတာကြိုက်တဲ့သူဆိုရင်တော့ဒါတန်းဝယ်လို့ရတယ်။ပြန်နောက်တစ်ခုကဒီကောင်က Pro line ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့တွေက Note 14 base version ဝယ်မယ်ဆိုရင်ဒီ Note 30 Pro ကိုလည်းဒါ မိထားလို့မရအောင်ဒါတန်းတူဈေးနှုန်းတူနေတဲ့အထက်မှာရှင်ရွေးရမယ့်ကောင်နှစ်ကောင်ဖြစ်နေဆိုတော့ဒါကတော့ကိုကြိုက်တဲ့ကိုဒါမူတည်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်လေးရဲ့အကြောင်းအသေးစိတ်ဆက်ကြည့်ရအောင်ပထမဆုံးဒီဖုန်းကိုကျွန်တော်တောက်လျှောက်ဒီ content လုပ်မယ်ဆိုပြီးတော့စမ်းသုံးလိုက်တဲ့အချိန်မှာတော်တော်သဘောကျမိတာဒီကောင်ရဲ့ display 6.67 inch ရဲ့ OLED panel ဒါပေမဲ့ 120Hz ရမယ်ဒါဝီဘီရှင်ဘာညာရွတ်တမြဟာအကုန်ပါအောင်မယ်ပြီးတော့ဒီကောင်က bezel လေးတွေကတော်တော်လေးကိုမှပါတယ်တော်တော်ပါတာပါတာမှာ အရန်ပါလုံးတယ်ဘလို့ပါလို့ပါမှမသိကြည့်ရအရန်အရန်ကိုရတာရှိတယ်ဒါ display ကောင်းကောင်းကြိုက်တဲ့သူတွေကျွန်တော်တက်မှာဖုန်းတစ်လုံးဝင် display ကိုဦးစားပေးပြီးတော့ဝယ်ကျင်တဲ့သူပြီးတော့ entertainment ပိုင်းကိုဦးစားပေးကျင်တဲ့သူရုပ်ရှင်တွေကြည့်မယ် social media တွေကောင်းကောင်းသုံးမယ်ဆိုတဲ့သူမျိုးတွေတော့ကတော့ဒီ note 13 pro ရဲ့ display ကလက်လွတ်လွတ်မြောက်ရတယ်မှာတော့ပါတယ်ပြောနောက်တစ်ချက်အနေနဲ့ဒီကောင်းရဲ့ performance performance ကလည်းမေးလို့တော့မရဘူးဖုန်းတစ်လုံးဝယ်ကျွန်တော်တို့စီမံကများသောအားဖြင့် performance ကိုကြည့်ရမြားတယ်။ဒါကြောင့် down down video တွေမှာကျွန်တော် user experience user experience ဆိုပြီးတော့ထက်ထက်ပြောနေကြတာ။ဒါပေမဲ့ဒီ Note 13 Pro 5G မှာ performance ကိုပြောမယ်ဆိုလို့ရှိရင်လည်းဒီကောင်က Snapdragon 7S Gen 2ကိုသုံးမိထားတယ်။သူ့ရဲ့ performance ကအရင် high ဖြစ်မနေဘူးဆိုပေမဲ့အရင်လေဟိုတက်မှာအရင်ကောင်းတဲ့ SoC အရင်မိုက်တဲ့ SoC ဆိုပြီးတော့ညှင်းလို့မရဘူးဆိုပေမဲ့ဒီဈေးတန်းဝင်ကျင်မှာ China machine phone တွေထဲမှာဒီကောင်ရဲ့ SoC တွေကတော်တော်လေးကိုအဆင်ပြေတယ်။ ဂိမ်းဆော့မယ်ကျွန်တော်တို့ဆိုရှယ်မီဒီယာတွေတုံးမယ် AAC ပဲတခုတော့ရှိရဂိမ်းဆော့တဲ့ခါတော့ဘာလို့မှဆိုလို့ရှိရင်တော့နည်းနည်းလေး overheat ဖြစ်လာမျိုး overheat ဆိုတဲ့အရင်ကပူလာမှာမဟုတ်ပါဘူးနည်းနည်းပူလာမျိုးရှိမယ်အချာချာချာရင်ထောက်သွားမျိုးရှိနိုင်တယ်ပြီးတော့အခုနေချိန်ညာတည့်ရတဲ့အချိန်မှာဒီလိုကငင်းငန်ငင်းငန်ကိုစွပ်ပူနေရဆိုတာဒါအားလုံးနဲ့တည့်ရတဲ့အချိန်မှာဒီချိန်မှာဂိမ်းဆော့ရင်တော့တည့်ရတဲ့အချိန်မှာ နောက်ချက်ကကြတော့ကင်မရာဦးစားပေးဝယ်ခြင်းနဲ့ဆိုတဲ့သူတွေအတွက်ကဒီ Redmi Note 13 Pro 5G ရဲ့ကင်မရာကအဆင်ပြေလားဆိုတဲ့အကြောင်းလေးဆက်ပြောမယ်။ဒီကောက်မှာက200 megapixel main camera တလုံးပါတယ်ပြီးရင်8 megapixel ultra wide တလုံးပါတယ်ပြီးရင်2 megapixel macro တလုံးပါတယ်ကင်မရာ၃လုံး။ဆိုတော့ဒီကောက်ရဲ့ကင်မရာတွေကလည်းသူစည်းတန်းသူ့ရဲ့နှုံလေးမှာထွက်လာတဲ့ပုံတွက်လေးတွေလည်းမဆိုး Portrait တဲ့အခါတော့ဘောင်းမှဆိုလဲ Bokeh လေးကြီးကတက်တက်ရက်ပြက်ပြက်သားလေးရှိတယ်။အဲပုံတွက်လေးကလည်း color တုံးလေးတွေတော်တော်လေးအဆင်ပြေရဲ့။ ဆိုတော့ကိုကဒီရှစ်သိန်းဝန်းကျင် လောက်မှာကင်မရာကောင်းတဲ့ဖုန်းတစ်လုံးကိုဝယ်ခြင်းနဲ့ဆိုလဲဒီဖုန်းကထည့်စင်းသားတဲ့အဲဝယ်မယ်ဆိုလဲဝယ်တဲ့ဖုန်းလို့ပြောရမယ်ကင်မရာတွေဘာလဲတော်တူ okay နေရဲ့ဖုန်းဆိုတော့ဘာမှသိပ်ပြောတာမရှိဘူးအဲကိုက floor တွေဘာရိုက်ချင်လို့ဗီဒီယိုတွေဘိုင်းနေဗီဒီယိုဂရဖီဘိုင်းနေဘာရောအစင်ပြေလားမေးရတဲ့တွေအတွက်ဆိုရင်တော့ဒီကောင်က 4K ကိုမှ 30fps ထိရိုက်လို့ရတယ်ဆိုတော့ကျွန်တော် floor တွေလည်းဘာမှသိပ်ပူဇံမလို့ဒါလေးကိုမှကိုကကိုယ့်ရဲ့ဖုန်းထဲမှာပဲကက်ကက်တို့ပေါင်းနဲ့ပြန် edit လုပ်ပါညာပြီးရင် social media မှာတင် အဆင်ပြေတယ်ဘာမှတိတ်ပြီးပြောတာမရှိဘူးပြီးတော့ selfie ပိုင်း selfie ကင်မရာမှာလည်းဒီကောင်းရဲ့ကင်မရာက system megapixel selfie ကင်မရာပါတယ်ပုံတွယ်လေးတွေကတော့နည်းနည်းလေးတရုပ်ဘက်လေးတော့နည်းနည်းရောက်တယ်ဆိုရင်မဲ့လေအသားဖြူလို့လည်းကောင်းတာပါဗျတင်မှာပုံကတလားလေးရတာပေါ့အဲဒါထားပါစတာပါဆိုတော့ကိုပိုင် vlog လေးဘာလေး selfie နဲ့ရိုက်မယ်ဆိုလဲတော်တော်လေးကိုကောင်းတဲ့ quality ထွက်လာတယ်အဲ့ဒီကောင်မကငါးတရာ mAh battery ပါပြီးတော့67 watt fast charging support လုပ်ထားရဲဆိုတော့ဘာပဲပြော တွေကတော့ပေါ့ပေါ့ပေါ့ပါသုံးမဲ့သူတွေကတော့ 1D ကောင်းကောင်းအသုံးခံတယ်။အဲတရက်တာတော့ဒါ social media သုံးရုပ်ရှင်လေးပါလေကြည့်ဆိုโอเคတကယ်လို့ကိုကတပုံနေပါရရိုက်မယ်အဲ့လိုနည်း heavy user ဆိုလို့ရှိရင်တော့နှစ်ခေါက်နှစ်ခေါက်ကြော်လောက်တော့အပြန်သွင်းရလိမ့်မယ်။အဲဒါကလည်းသိရတိုင်းပဲဒီနေ့ဒီလိုအချိန်မှာရာသီဥတုကအရန်ပူတာဖြစ်တဲ့ဖုန်းကရာသီဥတုပူလေဖုန်းကသုံးတဲ့အခါမှာပိုပြီးပူရဲ battery drainer ပို့ပြီးတော့မြန်တယ်။ဒါကတော့ကိုဖုန်းကိုတခြားလေးသုံးရင်တော့ battery life ကလည်းတော်တော်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်။ တော့ကြံတဲ့ under display fingerprint နဲ့ dual stereo speaker တွေဒါတွေအကုန်လုံးကလည်း perfect ပဲဆိုတော့ဒီဖုန်းကိုအကုန်လုံးအကောင်းနေပြောရင်လို့အရန်ကောင်းနေရလဲမဟုတ်ဘူးသူဟာနဲ့သူအားနှက်ချက်ကတော့ရှိနေရပဲဘာအားနှက်ချက်လဲဆိုလို့ရှိရင်ဒီကောင်ရဲ့ SOC က heavy user တွေအတွက်တိတ်တော့မကိုက်ဘူးတကယ်လို့ကိုက performance ကိုဦးစားပေးထားတဲ့ gain တွေပဲအများကြီးဆော့ကြနေဆိုရင်တော့ဒီ Redmi Note 13 Pro 5G ရဲ့ SOC ကအရင် okay နေမှာမဟုတ်ဘူးပူလာလိမ့်မယ်ဒီကောင်တော်တော်လေးပါတယ်အဲ့မှာတစ်ခွက်ရှိတယ်ပြန်နောက်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်ရဲ့ ကင်မရာဘိုင်းကတချို့နေရာလေးတွေမှာအရန်မှောင်သွားတဲ့နေရာတွေပါလေဆိုလို့ရှိရင်လိုလိုက်တယ်မှာအရန်ကြီးစိတ်ကျဉ်တဲ့လောက်တဲ့ပုံစံမျိုးတွေရောထွက်မလာဘူးဒါပေမဲ့ daylight တွေကျွန်တော်တို့ဒီပုံမှန် night out ထွက်တဲ့ဘားတို့ဘားတို့မှာဒီလိုအလင်းရိုက်မယ်ဆိုလို့ရှိရင်တော့ဘာမှပြဿနာမရှိဘူးအရန်မှောင်သွားတဲ့နေရာတွေမှာနည်းနည်းလေးစကားပြောလိုက်မယ်မတောင်တောင်လည်းဘယ်သူမှမောင်မေးထဲမှာတော့သွားတော့မရိုက်ဘူးရိုက်တဲ့ flash တွေသုံးပါဟုတ်တယ်ပြီးတော့နောက်တစ်ချက်ကကျတော့ဒီကောင်းရဲ့ camera band camera band ကတော့ဒါကိုယ့်ရဲ့ personal taste ပေါ်မူတည်ပါလိမ့်မယ်ကိုက ဘယ်လိုဒီဇိုင်းကိုကြိုက်လဲဆိုတဲ့ပုံမှာပေါ့တချို့ကကျတော့အဲ့လိုအကြီးကြီးကြိုက်တာမျိုးရှိတယ်တချို့ကကျတော့အကြီးကြီးတိတ်မကြိုက်ဘူးနည်းနည်းသေးရလေးတွေတို့ပြင်ပေါင်ခတ်ထားရမျိုးလေးဒါမျိုးလေးကြိုက်တာများတယ်အဲကျွန်တော်ကအဲ့လိုမျိုးကြီးလေးကြိုက်လေးဆိုတော့ကင်မရာကိုပြောပါတယ်ကျွန်တော်တို့ကြီးလေးကြိုက်လေးဆိုတော့ဒီကောင်းရဲ့ကင်မရာကလည်းကျွန်တော်ရဲ့နည်းနည်းသဘောကျရတဲ့ထဲမှာတော့ပါတယ်ဒါကတော့အမြင်တော့တူမှာတော့မဟုတ်ဘူးကြိုက်တယ်လို့ရှိမယ်တက်တယ်လို့ရှိလိမ့်မယ်ဒါကတော့9300ဝင်းကျင်မှာ အဲ့မင်းကြော်ကြီးဆိုရင်ရောဘယ်လိုဖုန်းမျိုး recommend ပေးရင်လဲဆိုရင်မေးခွန်းနေအတွက်ဒါအဖြေတစ်ခုလို့တော့ပြောရမယ်9300တင်ဝင်ချင်မှာတော့ chain တွေရ Redmi ရဲ့ Note 13 Pro ကသူ့ဟာနဲ့သူတော်တော်လေးကိုမှ okay ရဲ့တခုပဲ China version ဖြစ်နေတာကတော့ဒါတချို့လူတွေကတော့ໃຊမှာမဟုတ်ဘူးအဲဒါကတော့လူငယ်တွေကတော့ပို့ပြီးတော့သဘောကျလိမ့်မယ်ဆိုတော့ကိုက China version တွေပိုင်းပြဿနာမရှိဘူးကျန်တဲ့အနာထိတ်မဲ့ဘိုင်းတွေ display ဘိုင်းတွေကျွန်တော်ဒီ performance ဘိုင်းတွေ ကင်မရာဘိုင်းတွေဒီဇိုင်းဘိုင်းတွေမှာအများကြီးသိပ်ပြောစရာမလိုတဲ့ဖုန်းကိုလိုချင်တယ်ဆိုရင်တော့ဒီ Redmi ရဲ့ Note 30 Pro 5G ကိုတော့ကောင်းကောင်း recommend ပေးရမယ်ဒါကျွန်တော်လည်းတော်တော်လေးသဘောကျထင်မှာပါတယ်တကယ်လို့ကိုကဒီကောင်းကို China version ဖြစ်နေလို့7သိန်းလောက်မှာတခြားဘယ်ထဲကရွေးလို့ရမလဲဆိုတဲ့သူတွေအတွက်ရွေးချယ်တဲ့နောက်တစ်ခုကတခဏရဲ့ Common 40ကိုရွေးလို့ရတယ်ဒီကောင်းနဲ့တောင်ဒီဇိုင်းနဲ့ခက်ဆင်ဆင်ဒီဇိုင်းဆိုတာဒီကောင်း Display ဘိုင်းနဲ့ခက်ဆင်ဆင်အဲဒီကောင်းလည်းကင်မရာဘိုင်းတွေပါတော်တော်လေးကိုကောင်းတဲ့ AI တွေပါတယ် တော်လေးအဆင်ပြေအဲတက္ကနို common 40ကြတော့ကိုက performance တိတ်မလို့တဲ့သူမျိုးတွေ AI ဦးစားပေးသုံးနေတဲ့သူ global ဘာချင်းကြိုက်တဲ့သူ camera ကောင်းတာကြိုက်တဲ့သူတွေအတွက်ရွေးတင်တဲ့ form မျိုးဒါကတော့ note 13 pro 5G မဟုတ်ဖ ೇನೆ တခြားတဲ့ကရွေးချယ်เสียရှိရင်ဘာရွေးလို့ရမလဲဆိုရင်မေကွန်တခါလည်းဖြစ်ပြီးသားဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြရပါဘောအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ယူပါ Yangon Mobile Store